ရည်ကြီးမှုတော်မပြီးသေးဘူးတိုက်ပြန်တော်မယ်မုံတိုင်းနဲ့မုံတိုင်းနဲ့သူမိုးကြီးနိုင်ပြီးတော့ရည်ကြီးမဲ့ဒေသတွေကိုအေးပေါ်သင်ဆက်ပေးပါမယ်ဒီနေ့မိုးရသည်ကတော့မိုးရသည်လုံးလုံးတော်မရောက်သေးပါဘူးကချင်ပြည်နယ်မှာဆိုရင်မြို့တွေတော်တော်များများမြုပ်သွားတာကိုတွေ့ရတယ်အထူးသဖြင့်တော့အေယာဝရီမြစ်ဟာအရင်ကနဲ့တိတ်မတူတော့ဘူးမြတ်ရှင်တချို့ရဲ့ပြောကြားချက်အရဆိုရင်အေယာဝရီမြစ်ဟာကလင်တန်းကြောင့်လမ်းကြောင်းပြောင်းလဲသွားတယ်လို့ဆိုပါတယ် မြန်မာနိုင်ငံအလဲပိုင်းနဲ့အထက်ပိုင်းမှာဆိုရင်မြို့ပြတတော်များများမှာရေတွေကစိတ်ဝင်နေပြီးတော့မိုးရွာသည်ဆိုရင်တတိထားရမယ်လို့ဆိုထားကြရပေဖြစ်ပါတယ်။မန္တလေးမြို့နဲ့အင်းဝါမြို့ဟာလေအထူးဗျူးဆိုင်ရမယ်အထက်မှာပါပါရီ။အခုမိုးလို့သာပညာရှင်ဦးနိုင်ရဲ့အသင်ပြချက်တွေကိုအရေးပေါ်ပြန်လည်တင်ဆက်ပေးပါမယ်။ဇူလ၁၂ရက်နေ့၁၇ရက်နေ့ဘင်္ဂလားပြည်လော်အနောက်လေပိုင်းမှာဖြစ်ပေါ်နိုင်တဲ့လေဖီအနှင့်ရှောင်းဝုံမုံတိုင်းအရေးပေါ်အသိပေးခြင်းနဲ့ ဇွန်လ၁၂ရက်နေ့ညနေပိုင်းမှာစတင်ပြီးတော့ဘင်္ဂလားပင်လယ်အော်အနောက်လေပိုင်းမှာအထက်လေဝေလိုက် Upper Air Cyclone Circulation UACC မှာ Libyan Shawan LP တခုဖြစ်ပေါ်လာတဲ့အကြောင်း GFS နဲ့ Icon Mode ချုပ်တင်ကမ်းမန့်ချက်တွေရသိရတယ်ဆိုပြီးတော့ဝန်ထမ်းကပြောပြပါရီဇွန်လ၁၂ရက်နေ့နဲ့၁၆ရက်နေ့နေ့များမှာတော့ LPA မှာ Cyclone မုန်တိုင်းအဆင့်ထိ40ရာခိုင်နှုန်းဖြစ်လာနိုင်ကြောင်းကို ECNWF Genesis Chat မှာတွေ့ရကြောင်းဝန်ထမ်းကထပ်ဆိုရီး ဒါကြောင့်ဝင်းဂလာပင်လယ်အော်နောက်လေပိုင်းမှာအစပြုဖြစ်ပေါ်လာနိုင်တဲ့လီဗီးယားနဲ့ရန်ဝင်ရဲ့အရှင်သေးအောင်မှုကြောင့်ဇွန်လနော်စနေ7 3 4အဲ့ဒီနေ့တွေမှာနော်24နိုင်တွေမိုးရေချိန်ကဒါကြောင့်ရူတလက်မကနေဆယ်လက်မအတွင်းနော်မိုးရနိုင်မဲ့ဒေသတွေကတော့ရခိုင်ပြည်နယ်အေရီတိုင်းပါရီမွန်ပြည်နယ်ပါရီမြရှင်ပြည်နယ်ရဲ့ဘူးတိုင်းရင်နေပြီးတော့ရေနော်အဲ့ဒီမှာမိုးများမှာဖြစ်ကြောင်းဝိနေကဆူပါရီဒါကြောင့်မလို့အဲ့ဒီမှာရှိတယ်နော်အနေပိုင်းက ီသူတွေနော်ကျွန်တော်တို့ညီကြီးချိန်နဲ့တိုက်ဆိုင်ပြီဆိုရင်တတိထားမှရပါမယ်ကျွန်တော်ကြံတိုင်းဒေသကြီးတွေမှာလေမိုးအသင်းသင်းကနေကျွန်တော်တို့၃လမလောက်အထိကိုနော်၃လမကနေ၃လမလောက်အထိကိုအဲ့ဒီချိန်မှာရွာသွန်းနိုင်တယ်လို့ဆိုပါရီဒီတစ်ခါကျတော့မုံတိုင်းကပြင်းပြင်းတလောက်ပေါ့နော်အခုကအကျိုးတင်ခံမှန်းချက်ပဲရှိသေးတယ်မုံတိုင်းကပြင်းပြင်းတလောက်မိုးကြီးမဲရေကြီးမှဖြစ်တဲ့အတွက်ပြည်သူတွေခုခရေကနေမိုးလို့သတဲ့တဲ့င်းတွေကိုစစ်စစ်မပြတ် နားစွန့်ချဖို့တာမလို့သားပညာရှင်ဦးဝင်းနိုင်ကအရေးပေါ်ပဲပြည်သူတွေကိုအသိပေးထားတာကိုတွေ့ရပါရင်တော့